မင်္ဂလာပါရှင်ခေတ္တနယူမီဒီယာကနေတရင်မြောက်ကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဆုံးချင်းနီတူနေတဲ့တရုတ်ရဲစီကုမ္ပဏီဒုတိယကြိမ်လက်နက်ကြီးပြစ်ခံရတရုတ်ကပထမအကြိမ်လိုဆက်ယုံလဲပတ်မှုမရက်ပဲပုံမှန်အတိုင်းချင်းနီဆက်တူးတဲ့တရင်ကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်းရင်းမဲ့ပင်ခိုင်ဆလင်းကြီးမြို့နယ်ခြေစင်တောင်ကိုဖြိုချကချင်းနီတူနေတဲ့တရုတ်ပိုင်ရန်စီကုမ္ပဏီရှမန်နီညနေပိုင်းကဒုတိယအကြိမ်ဖြစ်လက်နက်ကြီးနဲ့ပစ်ခတ်ခံရပြီးတရုတ်ကုမ္ပဏီဝင်တွေပောက်ကွဲတံတချို့ကြားရတယ်လို့ဒေတာကန်တွေက ဒေသခံတွေကပြောပါတယ်အောက်တိုဘာ10ရက်ညနေ6နာရီခွဲအချိန်မှာတရုတ်ရန်စီကုမ္ပဏီဝင်တွေလက်နက်ကြီးပစ်ခတ်ခံရတာဖြစ်ပြီးပောက်ကွဲတံသုံးချက်ကြားရတယ်လို့ဆိုပါတယ်ဘယ်အဖွဲ့ကပစ်ခတ်တယ်ဆိုတာမသိရသေးတယ်လို့အထူးကိရှိမရှိကိုလည်းမသိရသေးဘူးလို့ဒေသခံတအူးကပြောပါတယ် အတန်ကအတော်ကျဲတဲ့သုံးလုံးပောက်ခွဲတန်ကြားရတဲ့ကြားကြားချင်းကုမ္ပဏီကကားတန်တွေရက်တဲ့အိုးအောဆွဲတန်တွေစုညံနေတယ်လို့ဒေတာကန်တူကပြောပါတယ်။စက်တင်ဘာ29ရက်ကလည်းအဲ့ဒီတရုတ်ပိုင်ရန်စီကုမ္ပဏီကိုရှော့တိုက်လက်နက်ကြီးတွေနဲ့ပစ်ခတ်ခံရပြီးချင်းနီစက်ရုံဝင်တဲ့ပောက်ခွဲတန်9ချက်ကန်ကြားရပြီးနောက်တရုတ်တွေကချင်းနီဒူရာကို၄ရက်ကြာရန်နာခဲ့ပါတယ်။ အခုဒုတိယကြိမ်ပြစ်ခတ်ခံရပေမဲ့တရုတ်တွေကဂျင်းနီဒူရာကိုမရက်ပဲမနေ့ကညပိုင်းပောက်ကွဲမှုဖြစ်ပွားပြီးချိန်ခိတရယနာကဒီကနေ့အောက်တိုဘာ17ရက်မနေ့ပိုင်းမှာလုပ်ငန်းတွေပုံမှန်အတိုင်းပြန်လည်ပတ်နေတယ်လို့ဒေတာကန်တွေကပြောပါတယ်။ တရုတ်ပိုင်းမြန်မာဝန်ပေါင်းနဲ့မြန်မာရင်စီကုမ္ပဏီတွေဟာဈေးဥစုနဲ့ပေါင်းပြီးရင်းမပင်နဲ့ဆလင်းကြီးမျိုးနဲ့ရှိလက်ဘရောင်တောင်ကျေးစင်တောင်နဲ့ဇပဲ့တောင်တို့ကိုဖြိုကအချင်းဒီတူးနေတာဖြစ်ပြီးဆေးအာနာသိန်းစကားစဝန်ထမ်းအများပြားစီရီယံမှာပါဝင်တာကြောင့်တရုတ်တွေကျင်းဒီမတူးနိုင်ပဲကာလကြာရှည်လုပ်ငန်းတွေရှင်းနာခဲ့ရပေမယ့်ပြီးခဲ့တဲ့လတွေတွင်ဒေတာကန်နဲ့စီရီယံဝန်ထမ်း3000လောက်နဲ့ကျင်းဒီတူးလုပ်ငန်းတွေပြန်လည်ပတ်နေတာဖြစ်ပါတယ် လက်ရှိမှာတရုတ်တီဒူဖို့ထုတ်လုပ်ထားတဲ့ဂျင်းနီတွေကိုစေယုတ်စုကစစ်သည်မော်တွေနဲ့တဲထုတ်ပေးနေပြီး ဝမ်ပောင်လက်ဘရောင်တောင်စီမံကိန်းကဂျင်းနီတွေကိုဆက်လင်းကြီးမျိုးနဲ့တရောကြီးရွာစိတ်ကန်းကနေတိတ်ထုတ်ကရန်စီစပေတောင်ဂျေးစင်တောင်စီမံကိန်းကဒူးဖော်ထွက်ရှိတဲ့ဂျင်းနီတွေကိုတော့ကျောင်းမြတ်တောင်ရွာစိတ်ကန်းကတဆင်တိတ်ထုတ်နေတာဖြစ်ပါတယ်။အဲ့ဒီဂျင်းနီစက်ယုံတွေမှာဆေးရုပ်စုကဂိဆောင်ပေးနေပြီးအဲ့ဒီဂိဆောင်ဆေးရုပ်စုကရိတ်ခါပြက်ပြီးငတ်လာတိုင်းအနီးဝန်းကျင်ရွာတွေကိုစင်းနေဝင်မွေလူရဲ့မီရှိုတာလမ်းမော်တဲ့ဂိတ်ဖွင့်ငွေညစ်တာခိုးရပါပစ္စည်းတွေနဲ့မူးယူတောက်စားပြီးအနီးဝန်းကျင်ရွာတွေကိုလက်နက်ကြီးထူတာတွေ ထိန်းတိုင်းကျူးလွန်နေတယ်လို့ဒေတာကန်နေရဲ့ပြောကြားချက်အရသိရပါဗျ။ ဇန်လက်တင်ဆက်ပေးမယ့်တရင်ကတော့အေအေထိုးစစ်စင်တိုက်နေတဲ့ရိုးမဘော်ကနေရီကန်စကန်သိန်းတိုက်ပွဲဆက်လက်ပြင်းထန်နေတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းငပဲမြို့နယ်နဲ့ရခိုင်ပြည်အမ်းမြို့နယ်ကိုဆက်သွယ်ထားတဲ့ရိုးမဘော်ကနေရီကန်စကန်ကိုသိမ်းပိုင်နိုင်ဖို့အာရခတပ်တော်အေအေနဲ့တော်လန်ရေးအင်အားစုတွေကဇက်တိုက်ထိုးစစ်စင်နေပြီးတိုက်ပွဲပြင်းထန်နေတယ်လို့စင်ရေးတရင်ရင်းမြစ်တချို့ကပြောပါရယ်။အော်တိုဘားစောပိုင်းကလေးကနေရီကန်တောင်ကုန်းစကန်ပတ်ချာလေကကာကင်းစကန်အများစုကိုသိမ်းပိုင်နိုင်ခဲ့ပြီးအကြီးဆုံးစကန် ခုဖြစ်တဲ့နေရီကောင်တောင်ကုန်းစကန်ကိုတိမ့်ပိုက်နိုင်ဖို့အေးအေးနဲ့ဒေါ်လန်ရင်အင်အားစုတွေကဇက်တိုက်ထိုးစစ်ဆင်နေတာကြောင့်နေကျင်တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ဆိုပါတယ်လက်ရှိမှာနေရီကန်တောင်ကုန်းစကန်တောင်မော်တခြားမှာအစင်းစင်းချထားတဲ့စကန်တွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးထိတ်ဆုံးကိုတော့မရောက်သေးဘူးလို့စင်ရေးတရင်ရှင်မြက်ကဆိုပါတယ်နေရီကန်ပြီးရင်ကာပါဆဆလီကိုထိုးမယ်ဆိုရင်ထိုးလို့ရသွားမယ်ချင်းနေရောက်သွားမှာပေါ့မြေပြင်ကိုရောက်သွားမှာနေရီကန်ကြရင်တောင်မော်လုံးလုံးကတော့လဲလွတ်လိုက်ရမှာဖြစ်သွားမယ်ဟု ၎င်းကဆိုပါတယ် တရုတ်ကူညီနဲ့လောင်ချိုမျိုးအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရမခနဲ့လောင်ချိုမျိုးတွေကိုစေအုပ်စုကပြန်လည်ရယူပြီးနောက်စက်တင်ဘာလစောပိုင်းမှာရှမ်းမြောက်ကနေအောင်ပွဲတွေရယူလာတဲ့ပုံစံနဲ့ခွန်အားပေးပြီးအသည့်စုဆောင်ထားတဲ့စစ်မှုရန်တပ်သားအသစ်တွေပါဝင်တဲ့အင်အားတထောင်ကျော်စစ်ကြောင်းဟာမကွေးတိုင်းရခိုင်ပြည် AR တိုင်းဆက်ကဒေသတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်အထူးသဖြင့်မကွေးနဲ့ရခိုင်ပြည်ဆက်အမ်ပရန်လန်ချော့ဘော်ကနေအီကန်ဒီမှာစေအုပ်စုကအင်အားများစွာအုံပြုပြီးထိုးစစ်ဆင်လာပေမဲ့ အော်တိုဘာလတွင်မှာပဲ၃ချိန်တိုင်တိုင်နောက်ပြန်လည်ကြခဲ့တယ်လို့အရကတက်တော်ကထုတ်ပြန်ပါတယ်။ ဒါအပြင်အော်တိုဘားလအစောပိုင်းကနေရီကန်ကကင်းစကန်တစ်ခုဖြစ်တဲ့ကုတ်ကြီးရွာဆေးဥစုစကန်တိမ့်ပိုက်ခင်ရပြီးနောက်မကွေးနေမင်းဘူးဘက်ကနေနေရီကန်ဘက်ကိုအင်အားတွေထပ်တိုးထားတယ်လို့ဒေသခံတွေကဆိုပါတယ်နေရီကန်စကန်ကိုတော်လိုင်းရေးအင်အားစုတွေကထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာပဲဆေးဥစုအနေနဲ့စကန်မကြရေးအတွက်လေးချောင်းကလည်းနေစဉ်ခုခံကာကွယ်ပုံကျဲနေတယ်လို့တရင်ရင်းမြစ်တချို့ရဲ့ပြောကြားချက်အရသိရပါတယ် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကမြန်မာရွေးကောက်ပွဲကိုအာဆီယံအဖွဲ့ကထောက်ခံဖို့မလေးရှားကတိပြုတဲ့သတင်းကို တင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ28ရက်မှာကျင်းပမယ့်ရွေးကောက်ပွဲကိုအာဆီယံအဖွဲ့ကထောက်ခံဖို့မလေးရှားနိုင်ငံကအာမခံခဲ့ပြီးရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ဒီဆိတ်လို့ဖို့ကတိပြုခဲ့တယ်လို့မြန်မာစစ်ကောင်မရှင်ကပြောပါရယ်။ အာဆီယံအဖွဲ့ကရှေးကောက်ဝဲမှာပူးပေါင်းဆောင်ရွက်ဖို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟက်ဆန်ကတင်းစကားပါခဲ့တယ်လို့စစ်ကော်မရှင်ထိန်းချုပ်တင်းစာ The Global New Life of Myanmar ကတောက်ချာနေမှာဖော်ပြခဲ့ပါတယ်။ရှေးကောက်ဝဲကျင်းပရေးကြိုးပမ်းမှုတွေမှာအာဆီယံအဖွဲ့ကမြန်မာစစ်ကော်မရှင်နဲ့အကောင်းဆုံးပူးပေါင်းဆောင်ရွက်ရေးအလေးထားဖို့မိုဟာမက်ဟက်ဆန်ကကတိပြုခဲ့ပါတယ်လို့ The Global New Life of Myanmar ကဆိုပါတယ်။ရှေးကောက်ဝဲမှာအလုံးပေါင်းဝင်တင်တယ်လို့မိုဟာမက်ဟက်ဆန်ကအကြံပြုခဲ့ပြီးမြန်မာနိုင်ငံသူရှေးကောက်ဝဲလေး ာစောင့်ကြည့်ရဲ့ဖွဲ့တွေဆေးလို့ဖို့ဂရိပြုခဲ့ကြောင်းအဆိုပါတင်းစားကပြောပါရယ်ရွေးကောက်ပွဲကြိုတင်ပြင်ဆင်မှုတွေရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ58ခုနဲ့ကိုယ်စားလှယ်လောင်း9000ခန့်ရှင်းပြမယ်ကြောင်းမင်းအောင်လိုင်ကရှင်းပြခဲ့တယ်လို့သိရပါရယ်မော်အမဲဟဆန်ကစစ်ကောင်မရှင်ကဝင်းကြီးချုပ်ဦးညိုစောနဲ့တွေ့ဆုံကငင်းချင်းရေးလုပ်ငန်းစဉ်အကောင့်ထဲပေါ်ဆောင်ရေးလွတ်လပ်သောရွေးကောက်ပွဲကျင်းပရေးနှင့်မြန်မာမလေးရှားနှင့်အာဆီယံအဖွဲ့ကြောင့်ဆက်ဆံရေးတိုးမြင့်ဖို့ဆွေးနွေးခဲ့ကြကြောင်းသိရပါသည် ဇက်လက်တင်ဆက်ပေးမယ့်တရင်ကတော့အာဆီယံအထူးကိုယ်စားလှယ်ကတော်လိုင်းရေးအင်အားစုတွေနဲ့ထိတွေ့ဆွေးနွေးကြောင်းပူးတွဲထုတ်ပြန်တဲ့တရင်အကြောင်းကိုတင်ဆက်ပေးပါမယ်။မလေးရှားနိုင်ငံက2025ခုနှစ်အာဆီယံအလဲကျဥက္ကဋ္ဌတာဝန်ယူချိန်ကာလတလျှောက်မှာမြမရေးနဲ့ပတ်သက်လို့အမျိုးသားညီညွတ်ရေးဆိုရာ NUG အပါအဝင်ဒေါ်လန်ရေးအင်အားစုတွေနဲ့တွေ့ဆုံဆွေးနွေးပွဲတွေပြုလုပ်ခဲ့တယ်လို့ဒေါ်လန်ရေးအင်အားစုအဖွဲ့20ကပူရဲတရင်ထုတ်ပြန်ပါတယ်အမျိုးသားညီညွတ်ရေးဆိုရာ NUG အမျိုးသားညီညွတ်ရေးတိုင်းမြခံကောင်စီ NUCC ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH တိုင်းဒေါ်လန်ရေးဖွဲ့များ EOS အတိုင်းမြခံကောင်စီများ Federal Unit များနဲ့အခြားသောကိုစားပြုအဖွဲ့များပါဝင်အထူးကပါဝင်ပတ်သက်သူတွေနဲ့ ASEAN ဥက္ကဋ္ဌရဲ့မြမအရေးအထူးကိုယ်စားလှယ်ကတွေ့ဆုံပွဲတွေတောက်လျှောက်ပြုလုပ်ခဲ့တယ်လို့ဒီနေ့ထုတ်ပြန်ကြမှာဖော်ပြပါတယ်မလေးရှားနိုင်ငံသားဝင်ကြီးရဲ့နေပြည်တော်ခီးစင်ပေးမှာဒေါ်လန်ရေးအင်အားစုအဖွဲ့20ကမြမအရေးပေါ် ASEAN ရဲ့ပါဝင် င်ပတ်သက်သူတွေနဲ့တိတိဆက်ဆန်ခြင်းတူညီဆန္ဒ၅ရပ်ဖြည့်ရှင်ခြင်းဒီမိုကရေစီမြင့်တင်ခြင်းနဲ့စစ်တပ်အထူးရောက်ရွေးကောက်ပွဲတွေကိုညှင်းပယ်ခြင်း ဘိုးရဲကြီးညာချက်ကိုထုတ်ပြန်ခဲ့တာပါမလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟာဆန်က အောက်တိုဘာ9ရက်မှာနေပြည်တော်ကိုနေချင်းပြန်သွားရောက်ခဲ့ပြီးအာနာသိန်းစစ်ကောင်စာဘိုးချုပ်မှုကြီးမင်းအောင်လိုင်းစစ်ကောင်စီဝင်ကြီးချုပ်ဦးညိုစောစစ်ကောင်စီနိုင်ငံသားဝင်ကြီးဦးတန်းစွေတို့နဲ့တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်တပ်ဖက်မှာလည်းမြန်မာရေးအာဆီယံထုကိုယ်စားလှယ်ကအာနာသိန်းစစ်ကောင်စီကိုတော်လန်တိုက်ခတ်နေတဲ့အင်အားစုတွေနဲ့တိတွေ့ဆွေးနွေးမှုတွေရှိနေကြောင်းတော်လန်ရေးအင်အားစုတွေကအသိပေးထုတ်ပြန်လာပါတယ် အဲ့ဒီလိုတွိတ်ဆုံမှုမှာစစ်တပ်ရဲ့အထုရောင်ရိတ်ကောက်ပွဲတွေကိုညှင်းပယ်ရင်းဒေါ်လာရင်းအင်အားစုတွေကြားညှိညွတ်ရင်းအာဆီယံရဲ့ပြတ်သားတဲ့ရေးယူမှုတောင်းဆိုခြင်းလူသားချင်းစာနာမှုအကူအညီရေးပါမှုအားလုံးပါဝင်တဲ့နိုင်ငံရေးတွိတ်ဆုံဆွေးနွေးပွဲဒေတာရင်းတည်ငြိမ်ရေးစတဲ့အချက်တွေကိုဒေါ်လာရင်းအင်အားစုတွေကအတိတ်ကဆွေးနွေးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ ဒါအပြင်တော်လိုင်းရင်အင်အားစုတွေဟာစစ်ကောင်စီကပြုလုပ်မဲ့ဘလို့ရွေးကောက်ပွဲကိုမစိုးညင်းပယ်ညှဉ်းဆန်ပြီးတရားဝင်မှုမပေးဖို့စစ်ကောင်စီကဆက်လက်ကျူးလွန်နေစေရက်ဆက်ကြမ်းကြုတ်မှုတွေပေါ်နှုတ်ဆက်နေမှုကိုအဆုံးသတ်ဖို့သမရအဦးဝင်းမြေနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ပါဝင်ဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းခံအားလုံးကိုချင်းချက်မရှိပြန်လည်လွတ်ပေးဖို့စစ်ကောင်စီတက်ကျူးလွန်မှုမှန်သမျှတာဝန်ယူမှုတာဝန်ခံမှုရှိစေဖို့စားတဲ့အချက်တွေကိုလည်းအာဆီယံအထူးကိုယ်စားလှယ်နဲ့တွဲဆုံမှုမှာထောက်ဆိုခဲ့တယ်လို့ဖော်ပြထားကြောင်းသိရပါတယ် တယ်။ဒီနေ့ပူရဲထုတ်ပြန်လိုက်တဲ့ဒေါ်လန်ရေးဖွဲ့20မှာ ABSDF အာနာရှင်စက်ချင်ရေးအင်အားစုများပေါင်းစပ်ညှိနှိုင်းရေးကော်မတီမန္တလေး CNF CRPH စကိုင်းဖိုရမ်ဖက်ဒရေးရှင်းမကွေးဒေသဒေါ်လန်ရေးဖွဲ့များနဲ့ PNFC RCC နဲ့ရန်ကုန်လွှတ်တော်တို့လည်းပါဝင်ကြောင်းသိရှိရပါတယ်။